လူငယ်တယောက်စိတ်တက်ချတဲ့ခါတိုင်းမှာဘလို့ချက်တွေနဲ့ဖြတ်ကျော်ကြမလဲအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့လူငယ်မန်ရင်မဖြစ်မနေနားထောင်ကြည့်တဲ့ဗီဒီယိုလေးတစ်ခုကိုတင်ဆက်ပေးသွားပါမယ်အခုနားထောင်နေတဲ့အချိန်တွေမှာလူချင်းမင်းဟာစိတ်တက်ကြနေရလဲဖြစ်နိုင်မယ်ဒါမှမဟုတ်အခြေရေးစင်မပြေလို့သဲကွေးနေရလဲဖြစ်နိုင်မယ်ဒီလိုချက်တွေကြုံတွေ့နေရပြီဆိုရင်တော့ဒီဗီဒီယိုကိုဆုံးအောင်ကြည့်ပေးပြီးဆိုတာနဲ့လူချင်းမင်းဟာကိုယ့်ရဲ့နေစဉ်ဘဝကိုပုံမှန်လုပ်ငန်းစဉ်တွေနဲ့ပုံမှန်ဖြတ်တန်းသွားနိုင်မယ်ဆိုတာယုံကြည်ပါရည်လူတယောက်ကအရွယ်တစ်ခုရောက်လာပြီဆိုတာနဲ့ ဒီရွယ်ဒီကာလမှာမဖြစ်မနေကြုံကိုကြုံရမယ့်ခက်ခဲပင်မမှုတွေစိတ်တဲ့ကြောက်စရာတွေဟာအမြဲတမ်းကြုံတွေ့နေရမှာပါ။ဒါပေမဲ့လည်းအသက်18ကနေ25နှစ်ဆိုတဲ့ကာလအတွင်းကတော့ပုံမှန်သူတယောက်ရဲ့စိတ်ဖိစီးမှုတွေထက်ပိုပြီးတော့အရှုံးပေးလောက်ချင်စရာကောင်းနေပါလိမ့်မယ်။ဒီရွယ်မှာကိုဗီနာကရှိတဲ့တငယ်ချင်းတွေကိုဆုံရှုံရမယ်။ပဝေးကျင်မှာရိုက်ခတ်မှုတွေကိုခေရမယ်။မရေကျတဲ့သူနှစ်ယောက်ကြားဆက်ဆံရေးတစ်ခုကိုအသေးအတန်တိစောက်နေရမယ်။ဒီလိုမျိုးတွေကပုံမှန်ချက်လေးဖြစ်တာရှိတယ်ဆိုလို့ပြောလို့ရပါပဲ။ ီယာတွေဖြစ်လာခဲ့ပြီဆိုရင်လူငယ်တတော်များဟာကိုယ့်ရဲ့အလုပ်တွေကိုဆက်မလုပ်နိုင်တော့တဲ့အထိစိတ်တိခိုက်ကြပါရည်။တနည်းအားဖြင့်စိတ်လေသွားရည်။ပင်ပန်းလာရည်။စိတ်တဲ့ကြနေတယ်ဆိုတဲ့အခြေအနေမျိုးတွေဖြစ်တတ်ပါရည်။အဲ့အရာတွေပြင်ကိုယ့်ရဲ့နေစဉ်ဘဝတွေကိုပါထိခိုက်လာတတ်ပြီးတော့တတိတာလုပ်ငန်းဆောင်တာနဲ့တာဝန်တွေမှာပါပို့ပြီးတော့ထိခိုက်လာကြပါရည်။ဒီလိုမျိုးကြွတွေ့လာပြီဆိုရင်တော့ကျမတို့အားလုံးဟာတိထားသေးတဲ့အရာတစ်ချက်ရှိပါရည်။နံပါတ်1အရာအလုံးဟာနေရာတစပြက်ပြက်လာနိုင်ဖို့အခြေတစ်ခုသာလိုအပ်ပါရည်။ ဒီချက်ဟာရိုးရှိရှိဖြစ်နေပေမဲ့လည်းကျမတို့ရဲ့နေစဉ်ဘဝမှာအတော်လေးသုံးဝင်နေပါလိမ့်မယ်။ကျမတို့ကြုံတွေ့ရတဲ့အခက်အခဲတွေလောကဓာတ်တွေဆိုတာအမြဲတမ်းလာနေမှာမဟုတ်တလို့အကောင်းဆိုတဲ့အရာအလုပ်ကလည်းအမြဲတမ်းလျှောက်လာနေမှာမဟုတ်ပါဘူး။အစိုးတလေအကောင်းတလေဆိုတဲ့အချိန်တွေရှိလာမှဖြစ်တယ်လို့ကျမတို့ကိုယ်တိုင်ကလည်းအကောင်းတွေလျှောက်လာတဲ့အခါမျိုးမှာသတိထားတတ်ဖို့လိုအပ်ပါလိမ့်မယ်။နံပါတ်1အလုပ်ပြီးမြောက်ဖို့အတွက်ပျော်စရာမလိုဘူး။ဟုတ်ပါရဲ့။ ဒီစကားကလူငယ်တယောက်တွေအလုပ်ပေါင်းများစွာကိုပြီးဆုံးအောင်ကူညီပေးပါလိမ့်မယ်။အင်မတန်မှအီမိုရှင်များကြတဲ့လူငယ်တွေဟာအပေါ်မှာပြောသွားသလိုမျိုးအခက်အခဲတွေကြုံလာရပြီဆိုရင် လုပ်ငန်းခွင်မှာပါထိခိုက်လာတတ်ကြပါရဲ့။အဲ့ဒါပြင်ဒီနေ့တောင်မဖြစ်မနေလောက်ကရမယ့်လုပ်ငန်းစဉ်တွေဟာလည်းပျက်စီးလာသလိုကိုယ်ဝါလေးတော်ဝင်မကြည့်တဲ့သူတယောက်ဖြစ်လာပါလိမ့်မယ်။ဒါကြောင့်လူချင်းမင်းတို့ဟာကိုယ့်ရဲ့လုပ်ငန်းခွင်မှာနီးစနစ်ကျခြင်းနဲ့တာဝန်လေးကျခြင်းနဲ့ဆိုရင်တော့အမြဲတမ်းလူလိုကိုယ့်ကိုယ်ကိုသတိပေးရမယ့်အချက်ဟာ အလုတ်တစ်ခုပြီးမြောက်နိုင်ဖို့အတွက်ပျော်ရွှင်နေဖို့မလိုအပ်ဘူးဆိုတဲ့အချက်ပါပဲဆိုတော့နောက်ဗီဒီယိုတွေမှာလည်းလူငယ်တယောက်ရဲ့နေ့စဉ်ဘဝမဖြစ်မနေအသုံးချသင့်တဲ့ချက်တွေကိုအမြင်နဲ့ပြောပြနေဦးမှာမလို့ကျမတို့ရဲ့ channel လေးကိုစောင့်ကြည့်ပေးဖို့မမေ့ပါနဲ့အောင်ရှင်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြရအောင်ပါ